မင်္ဂလာပါအခုကျတော့ကျွန်တော်တို့ကဘယ်လိုသွားမှလဲဆိုရင်တထေးကျွင်းကိုသွားမှာပေါ့နော်အာအခုကျရင်ဘယ်လဲပြင်ကိုရောက်ရှိနေပြီဖြစ်တယ်ဆိုတော့ခကြရင်ဒီကနေ့ကျွန်တော်တို့ကတထေးကျွင်းကိုသွားပြီးတော့လေပန်းมาဖြစ်တယ်အဲ့ဒီတထေးကျွင်းဆိုတာကဘယ်လိုနေရာလဲဆိုတာတော့ဟိုကြားမှာတီးရမယ်ပေါ့နော်တီးထားရတာကတော့တထေးကျွင်းဆိုတာက ပင်လယ်ပြင်ထဲမှာနေတာဗောနော်ပင်လယ်ပြင်ထဲမှာအိမ်တွေဆောက်ပြီးတော့နေကြတာဗောနော်โอเคဒါဆိုရင်ကျွန်တော်နဲ့တူတူသွားမယ်เนาะโอเค คဒါဆိုရင်တော့ကျွန်တော်တို့ရောက်ရှိလာပါတယ်။စပြီးတော့ပြက်ပြီပေါ့เนาะ။ပါလေဒီကျင်းကိုရောက်လာပြီဖြစ်တယ်။ဒီကွာတဲ့ဒီကတော့နိုင်ငံသားသားတွေဝင်ပါတော့ပေါ့เนาะ။အားလုံးကျွန်တော်တို့အဖေကအားလုံးဆက်ပြီးပါတယ်။အဲဒါတော့ ို့ဒါ VIP နဲ့လာတယ်လေ။ဟောမပြပေးမလား။ဟုတ်ပါလေ။ဒီမှာပြီးရင်ဒီမှာလည်းကျွန်တော်တို့စားတောက်တယ်ဗောနော်။ကျွန်တော်စားတောက်မယ်။စားမယ်တောက်မယ်ဗောနော်။ကျွန်တော်စားမယ်။ကျွန်တော်စားပြီးရင်ခဏတစ်ချို့ဒီမှာအနားယူမှာဖြစ်ပါတယ်။ ါကတော့ဒီမသားစု၄ယောက်ကြတော့ရန်ကုန်ကဖြစ်ပါတယ်နော် VIP နဲ့လာနေတာဖြစ်ပါတယ်လာနေဆိုတော့ဒီမှာကြားရင်အကုန်လုံးကျွန်တော်တို့၄ရပဲပေါ့နော်သူတို့က VIP နဲ့လာနေတယ်ဒါကျွန်တော်နဲ့အတူတူပဲပေါ့နော်ဒီတစ်ကြီးသေးပါပဲ ဆိုတော့ဒီမှာပဲကျွန်တော်တို့နေရလည်းအရန်ဖူးတယ်ဆိုတော့ဒီမှာကမစားမယ်ပေါ့နော်ဒီလေမှာကြတော့ကျွန်တော်တို့ကဘယ်လိုပြောလဲဆိုရင်ခေးတွင်းမှာစားတာပတ်သက်ခါကြီးကြရယ်ပူဝေးကြိုက်တာစားအဝါစားပေါ့နော်ဆက်ဆံရှင်းချက်ရမလို့ပါဘူးဘာဖြစ်လို့လဲဆိုတော့လေမှာလေလက်မှတ်ဖြတ်တုံးကကျွန်တော်တို့ကတခါတည်း စားဖို့ပါဖြတ်ထားပြီးတော့ကျွန်တော်ဒီနေရာမှာစားရတော့တာရှင်းပေးစရာမလိုဘူးသူကြိုက်တယ်လို့စားသူကြိုက်တာကိုစားပါနော်ဒါဆိုရင်တော့အဆိုင်ပေါ်ကိုတက်နေပြီပေါ့နော်ဆိုင်ပေါ်ကိုတက်နေပြီပြောချင်တာကတော့ဒီထဲထဲမှာကျွန်တော်တို့မြန်မာပြည်သားဝင်ထမ်းနေအများကြီးရှိပါတယ်အမေကလေးတွေတော်တော်လှပါတယ်မြန်မာဝတ်စုံလေးတွေနဲ့ဆိုတော့လှပါတယ်နော် စားတော့ကတော့ကျွန်တော်လည်းခိုင်းနေပဲဖြစ်နေတာပေါ့နော်။ဘယ်ဟုတ်မှလည်းနောက်တော့အားလုံးကကိုမြမကြီးဖြစ်နေတယ်ပေါ့နော်။ဝင်ထမ်းနေတာပေါ့နော်။နေရတော့အရန်ပူပါလေ။ကဖို့။တွားနေပြီ။ဒါတထေးကျွန်းလို့ခေါ်ပါလေ။ဒါပင်လေပင်ထဲမှာထိဆောက်ထားတာဖြစ်ပါရင်။အော်တော့ဆက်ဆံရှိတဲ့သူကြတော့ဒီပင်ထဲမှာလည်းဆောက်နေလို့ရတယ်ပေါ့နော်။ဒီတထေးကအင်ကန်ချမ်းသာတယ်လို့